မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဒူဒူလေးလာကြမယ်အကြောင်းအရာကတော့အခုတလောခေတ်စားနေတဲ့အာလူတွေစိတ်ဝင်စားနေကြတယ် American Federal ဆိုရရဲ့လွန်ခဲ့တဲ့ရပ်ဆိုင်သွားတယ်ဆိုတဲ့ government shutdown ကိစ္စပါပဲအမ်တကဘာလဲဘလို့ဖြစ်တယ်လဲပြီးတော့အချိုးတက်ရောက်မှုတွေကဘလောက်ထိရှိနိုင်မလဲဆိုတော့ CNN Politics ကဆောမားကိုအခြေခံပြီးတော့အသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့ဒီဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကတော့အဲ့ဒီ အစိုးရရက်ဆိုင်မှုဆိုတဲ့သကလုံးနောက်ွယ်ကအဖြစ်ကြအဆုံးဆုံးပေါ့လေနိုင်ငံရေးအခြေအနေတွေဘလူးဝင်ဆောင်မှုတွေရပ်ဖို့နိုင်လဲဘေဟာတွေကတော့အဆက်လေပတ်နေအောင်မလဲနောက်ပြီးလူတွေရဲ့နေစဉ်ပေါ်ကနေစီးပွားရေးကိုဘလူးတွေထိခိုက်လာနိုင်တယ်လဲဆိုတာတွေကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်အောင်လို့ပါအဲဟုတ်ပါတယ်ဒါကဟိုတင်းတရင်ကောင်းစဉ်ကြီးတက်သက်တော့မဟုတ်ဘူးပေါ့နော်အမေရိကန်မှာရှိနေတဲ့လူပေါင်းတားနဲ့ချီတဲ့ဘဝကိုတိုက်ရိုက်သက်ဆိုင်နေတယ်သူတို့နေ့စဉ်ရနေကြဝန်ဆောင်မှုတွေကိုတိုက်ရိုက်ထိခိုက်နိုင်တဲ့ကိစ္စပါ အခုဖြစ်လာနိုင်တဲ့ရက်ဆိုင်မှုမှာဆွဲလေအရင်ကဖြစ်ခဲ့တာတွေနဲ့မတူတဲ့အချက်တွေအလားအလာတွေရှိနေတယ်ဆိုတော့အရေးအမျိုးအတည်းလဲတွေ့နေရတယ်ရှင်။အိုးစိတ်ဝင်စားစရာပဲ။ဒါဆိုချစ်ခန်လေးရဲ့နေဆက်လိုက်ကြအောင်အစိုးရရက်ဆိုင်မှု government shutdown ဆိုတာတိတိကျကျဘာကိုဆိုလိုတာပါလဲခင်ဗျာ။အမ် အလွယ်ဆုံးပြောရရင်တော့ American Congress လို့တော်ကပေါ့လေအစိုးရဌာနတွေသူ့လုပ်ငန်းတွေသူ့လေပတ်နိုင်ဖို့လိုအပ်တဲ့ရံပုံငွေအဲပိတ်ဆံကိုအချိန်မီအတီးပြုမပေးနိုင်တဲ့အခါမှာဖြစ်လာတာပါပဲအချိန်မီဆိုတာကဘလို့ချိန်ကိုဆိုလိုတာပါလဲ American ရဲ့ဗနိုင်းနေ့က October 10ရက်နေ့မှာစတယ်လေဆိုတော့အဲ့ဒီနေ့မတိုင်ခင်မှာတနစ်စာအသုံးစွဲဥပဒေတွေ appropriation bills လို့ခေါ်တာပေါ့အဲ့ဒါတွေအတီးပြုပြီးတာဖြစ်ရမယ် ဒါမှမဟုတ်အနည်းဆုံးအဲ့ဒါတွေမပြီးသေးရင်တောင်အချိန်တော်အတွင်းဆက်သုံးဖို့ယာယီရန်ပုံငွေ continuing resolution CR ဆိုတာကိုအတည်ပြုပေးရပါတယ်။အဲ့ဒါကိုမှအချိန်မီမလုပ်နိုင်ရင်အစိုးရရဲ့အရေးမကြီးဘူးလို့ထပ်မထားတဲ့မရှိမဖြစ်မဟုတ်တဲ့လုပ်ငန်းကြီးရပ်ကုန်ရောအဲ့ဒါကိုရှက်တောင်းလို့ခေါ်တာပါ။အခုတချင်ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကတော့ဘလိုမျိုးဆိုင်တဲ့ပါမလဲတခါတလေတချို့ဌာနတွေပဲရတာမျိုးလဲခြားဘူးသလိုပဲ ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒါကို partial shutdown လို့ခေါ်တယ်ဒီတစ်ခေါက်ကတော့ full shutdown လို့ခေါ်တယ်အပြည့်အဝရပ်ဆိုင်မှုဖြစ်လာဖို့အလားအလာများနေပါတယ်ရှင် full shutdown ဟုတ်ကဲ့ဆိုလိုတာကအစိုးရအတုံးစရိတ်ကို ခွဲဝေချထားပေးတယ်အဲ့ဒီ appropriations bill ဆယ်နှစ်ခုလုံးကိုလွှတ်တော်နဲ့ရလုံကအခုထိအတိမဖြူနိုင်သေးလို့ပါ အရင်တော့ကကြချို့ဥပဒေတွေကဒီဖြူပြီးသားဖြစ်နေတော့အဲ့ဒီဥပဒေအောက်ကဌာနတွေကဆက်လက်ပတ်လို့ရပြီးကျန်တဲ့ဥပဒေမရှိသေးတဲ့ဌာနတွေပဲရပ်တာမျိုးအဲ့ဒါ partial shutdown ပေါ့အခုကတော့အကုန်လုံးရပ်နိုင်တဲ့အခြေအနေပါ bipartisan policy center လို့အဖွဲ့လေးမတ်တန်အရာဆိုရင်ထန်ကွေရှိစီအောင်ပိုင်းမှာဒီလို shutdown မျိုး14ကြိမ်လောက်ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်ရှင်အေးအခုတစ်ချိန်ရောဘာကြောင့်ဒီလိုရန်ပုံငွေကိုအတီးမဖြူနိုင်ပဲသဘောတူညီမှုမရဖြစ်နေရတာလဲခင်ဗျာ နိုင်ငံကြီးအခြေအနေကရှုပ်ထွေးနေပုံပဲနော်အဲဟုတ်ပါတယ်လွတ်တော်နှစ်ရက်လုံးရောအိမ်ဖြူတော်လောကို Republican Party ကထိန်းချုပ်ထားတယ်ဆိုပေမဲ့ဗောလေအထက်လွတ်တော် Senate မှာဥပဒေတစ်ခုအတီးဖြစ်ဖို့ဆိုရင်အဲ့ဒီမှာဒီမိုကတ်အမတ်အနည်းဆုံး9ရောက်လောက်ရဲ့ထောက်ထမ်းမဲ့လိုအပ်တဲ့လှုပ်ထုံးလို့နေရှိနေရလေအော်ဟုတ်ကဲ့ဒီနေတာပေါ့ Republican တွေဘက်ကတော့ GOP ခေါင်းဆောင်တွေဘက်ကကြတော့အဲ့ဒီ ACR ကိစ္စတွေမထည့်ဘဲနဲ့အစိုးရရဲ့ဥပဒေပြုရေး အုတ်ချုပ်ရေးတရားစီရင်ရေးကဏ္ဍတွေရဲ့လုံခြုံရေးသို့ငွေပို့ထုံးမယ်ပြီးတော့ရမငွေကိုခုနှစ်ပတ်စာလောက်ပဲရင်ယာရီတက်တန်းတိုးမယ်အဲ့ဒီလိုပုံစံမျိုးလိုချင်နေတာဆိုတော့ဒီလိုအဓိကကြတဲ့အချက်တင်မှာအပေးယူမတဲ့ပဲအချိန်ကကတ်လာတော့အောက်တိုဘာ၁ရက်ကိုကြော်သွားရင်ရက်ဆိုင်မှုဖြစ်လာတော့မှာပါပဲဒါနဲ့ဒီရက်ဆိုင်မှုကတကယ်တမ်းဘယ်ချိန်မှာစတင်ခဲ့တာလဲအောက်တိုဘာလ၁ရက်နေ့ဝတ်တဟူနေ့မနက်အစောပိုင်းမှာစတင်ခဲ့တာပါရှင်စက်တင်ဘာ၃၀ရက်ရန်တန်းကောင်နောက်ဆုံးထားပြီးတော့ရန်ပုံငွေဒီပြုတ်ချက်မရလိုက်တော့ပါ ခုနအစာမပြောထားတယ်လို့လေဒီဒီချင်းရက်ဆိုင်မှုမှာအရင်ကနေမတူနိုင်တဲ့ထူးခြားမှုတွေရှိလာနိုင်တယ်ဆိုတာလေးကိုနည်းနည်းထပ်ကြည့်ရှင်းပြပေးပါဦးခင်ဗျာ ဟုတ်ကဲ့အဓိကသတိထားမိတာတစ်ခုကတော့အိမ်ဖြူတော်ရဲ့စီမံခန့်ခွဲမှုနဲ့ budget ယုံ OMB လို့ခေါ်ရဖွဲ့ရဲ့သဘောထားပါပဲသူတို့ director Russell Vault ရဲ့ပြောစကားခိုးကားရရင်ဒီတစ်ခေါက်ရဆိုင်မှုမှာရန်ပုံငွေပြတ်တောက်သွားရဲ့အဆိုးရအစီအစဉ်တွေရှိမယ်အထူးသဖြင့်လက်ရှိသမ္မတ Trump ရဲ့ဦးစားပေးမဟုတ်တဲ့အစီအစဉ်တွေပေါ့လေအဲ့ဒီအစီအစဉ်တွေမှာဆိုရင်ဝန်ထမ်းတွေကိုအရင်ကလိုခေတ္တအလုံနာခိုင်းတာ follow လုပ်တာထပ်ပေါ်ပြီးတော့ပြင်းပြင်းထန်ထန်ဆိုလိုတာကအမြဲတမ်းအလုပ်ကနေထုတ်ပြတ်တာမျိုး ထိ downsize လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးအရေးအမျိုးပြောထားတာတွေ့ရတယ်ရှင် we have the authority to make permanent change to the bureaucracy ဆိုတဲ့စကားလုံးထုံးသွားတာကနည်းနည်းတော့စဉ်းစားစရာဖြစ်နေတယ်အမ်ဒါဆိုဝန်ထမ်းတွေအတွက်ကတော့အရင်ကပို့ပြီးတော့စိုးရင်စရာအခြေအနေမျိုးဖြစ်လာနိုင်တာပေါ့နော်ဟုတ်ကဲ့နောက်ထပ်ရောထူးခြားချက်ရှိသေးလားနောက်တစ်ခုကတော့ပွင့်လင်းမြင်သာမှုရောကြာသွားတယ်လို့ပြောလို့ရမယ်ထင်ပါတယ်အရင်ကဆိုရင်အစိုးရဌာနအသီးသီးက သူတို့ရဲ့ရက်ဆိုင်မှုဖြစ်လာရင်ဘယ်လိုဆက်လုပ်မလဲဆိုတဲ့ A for C မှန်ချက်တဲ့ contingency plans တွေကို OMB ရဲ့ website မှာဆိုပြီးတော့တင်ပေးလေးရှိရယ်ဟုတ်ကဲ့အဲ့တော့ဘယ်ဌာနကဘာတွေဆက်လုပ်မလဲဘာတွေရက်မလဲဆိုတော့ကိုပြည်သူတွေကရောလေ့လာသူတွေကတော့တင်နေရတဲ့ဘာအလွယ်တကူကြည့်လို့ရတာပေါ့အခုကြတာအဲ့လိုမဟုတ်တော့ဘူးသက်ဆိုင်ရာဌာနတွေရဲ့ website တွေမှာပဲကိုအစီအစဉ်ကိုတင်ရမယ်ဆိုပြီး OMB ကညွှန်ကြားလိုက်တယ်ဆိုတော့ကအစိုးရကဘယ်ဝန်ဆောင်မှုကို essential မရှိမဖြစ်လို့သတ်မှတ်ပြီးဆက်လုပ်ခွင့်ပေးမလဲ ဘယ်ဟာတွေကိုရက်ပစ်လိုက်မလဲဆိုတော့ကိုရင်ကလောက်အလွယ်တကူစွစွစီစီကြည့်ရှုအကေဖြတ်ဖို့ခတ်သွားစေပါရဲ့ရှင်။ဒါကလည်းတော်တော်အရေးကြီးတဲ့ချက်ပဲ။ကောင်းပြီ။ဒါဆိုရင် အခုလက်ရှိချိန်နေရပါလေ။ဘလို့အစိုးရလုပ်ငန်းတွေကဆက်ပြီးလက်ပတ်နိုင်ခြေရှိပြီးတော့ဘလို့ဟာတွေကရက်တန့်တော်နိုင်ခြေရှိတယ်လေခင်ဗျ။အရင်ကတွေ့ကြုံနေတယ်လေနည်းနည်းနိုင်ရှင်ပြီးပြောပြပေးလို့ရမလားဟုတ်ကဲ့ရေပွေရအဖြစ်ပြောမင်းဆိုရင်တော့လူတွေရဲ့အသက် ဥအိမ်စီးစိမ်တွေကိုကာကွယ်ဖို့ရေးကြည့်ရလို့ယူဆတဲ့လုပ်ငန်းတွေကို essential ဖြစ်သတ်မှတ်ပြီးတော့ဆက်လုပ်ခွင့်ပေးလိရှိပါတယ်ရှင်။ဥမာပြောရင်လီကျောင်းထွင်းထင်းရေးဝန်ကန်းတွေ၊နယ်စပ်လုံခြုံရေးအကောက်ခွင့်ရရှိတွေ၊တရားဝတီစွန့်မိုးရေးနဲ့သက်ဆိုင်ရသူတွေ၊အေးပေါ်ကြမှာအစားရှောင်မှုပေးလက်သူတွေပြီးတော့စစ်ပတ်ဆိုင်ရာလုပ်ငန်းတွေပေါ့။ဒါမဲ့စစ်မှုထားနေလာစားတော့နောက်ကျနိုင်တယ်။အဲ့လိုမျိုးတွေကဆက်လက်ပတ်လိရှိတယ်။အရေးကြီးတဲ့တစ်ချက်ကတော့အဲ့ဒီ essential လို့သတ်မှတ်ခံရတဲ့ဝန်ထမ်းအများစုဟာရက်ဆိုင်မှုကာလအတွင်းမှာလစာမရဘဲအလုံးလို့ကြရတာပါပဲ။อืม လာစာမရပဲအလုံးလုံးရတယ်ဆိုတာကလည်းဝန်ထမ်းတွေအတွက်တော်တော်ကြီးဖြေရများစီမှာပဲတခြားဘလို့ဝန်ဆောင်မှုတွေကဆက်ရှိနေနိုင်တယ်လေလူမှုဖူလုံရေးပင်စင် Social Security ဘောနော်နာ Medicare နဲ့ Medicaid လိုမျိုးကျန်းမာရေးအာမခံစီစဉ်တွေကနေပုံမှန်ပေးနေကြငွေပေးချေမှုတွေကတော့ဆက်ပြီးတော့ပုံမှန်တိုင်းရရှိနေမှာပါနောက်တစ်ခုဒီတစ်ခေါက်ထူးခြားတာက IRS လို့ခေါ်တဲ့ပြည်တွင်းအခွန်ရုံးပေါ့လေသူကအရင်ရက်ဆိုင်မှုတွေတော့က လုံငန်းတွေတော်တော်လေးနေကူမသက်ပြီးမဲ့အခုတစ်ခေါက်မှာတော့ Inflation Reduction Act ကနေရထားတဲ့ရန်ပုံငွေရှိနေသေးလို့ဝန်ထမ်းအများစုစက်ပြီးအလုပ်လုပ်နိုင်မယ်လို့ဆိုပါတယ်ရှင်။အော်။ဒါမဲ့အရင်ကတော့ IRS ကိစ္စတွေကြံ့ကြခဲ့ဖူးသေးပေါ့။ဟုတ်ပါတယ်။အရင်ရက်ဆိုင်မှုတွေတုန်းကဆို IRS လုံငန်းကြီးနေတော့တော့လူတွေအခွန်ပြန်အန်းငွေရဖို့နောက်ကျတာတော့အိမ်ဝယ်ဖို့ဒါမှမဟုတ်ကျောင်းသားချင်းငွေရွှန်းဖို့လိုအပ်တဲ့အခွန်ဆိုင်ရာအချက်အလက်စာရွက်စာတမ်းတွေအချင်းမီမရတဲ့မျိုးတွေဖြစ်ခဲ့ဖူးပါတယ်။ဟုတ်ကဲ့။ ဒါဆိုရင်ရက်တန်သွားနိုင်ခြင်းများတဲ့ဝန်ဆောင်မှုတွေပဲကိုကြည့်အောင်ဘာတိဖြစ်နိုင်မလဲအညာအဖြစ်ကတော့အစိုးရရဲ့အုပ်ချုပ်ရေးပိုင်ဆိုင်ရာလုပ်ငန်းတွေနောက်ပြီးပြည်သူကိုတိုက်ရိုက်ဝန်ဆောင်မှုပြင်းနေပေမဲ့အသက်အန္တရာယ်နဲ့တိုက်ရိုက်မပတ်သက်ဘူးလို့ယူဆရတဲ့အရာတွေရပ်သွားရပါတယ်ရှင်ဥပမာလွယ်ဆုံးကတော့အမျိုးသားဥယျာဉ်တွေပိတ်လိုက်တာမျိုးပေါ့ဟာ National Parks တဲ့ဟုတ်ကဲ့ဒါမှမဟုတ်ဥယျာဉ်ကဖြန့်ထားရင်တော့ဝင်တန်းမရှိတော့အမိုက်တွေပုံလာတာအင်ဒါတွေတန့်ရှင်းရင်မလုံနိုင်တာဝန်ဆောင်မှုမရတာမျိုးတွေဖြစ်တတ်တယ်အရင်2013ခုနှစ်ရဆိုင်မှုတုန်းကစစ်ချုပ်ညကြာရတဲ့အဲ့ဒီတုန်းကဥယျာဉ်တွေပိတ်လိုက်လို့လာလေတဲ့သူရှစ်တန်းလောက်ရိုးတွားပြီးတော့ဒေါ်လာတန်း၄ဒါကျော်ဆုံးရှုံးခဲ့တယ်လို့ခန့်မှန်းကြတယ်၂၀၁၉တုန်းကရဆိုင်မှုဖြစ်တော့ဥယျာဉ်အများစုဖွင့်ထားပေမဲ့ဝန်ဆောင်မှုမရှိတော့ဝင်ကြီးငွေဒီနေ့ကိုဒေါ်လာ၄ထင်းနောက်ဆုံးရှုံးတယ် ပြီးတော့အဲ့ဒီဥယျာဉ်တွေကမြွန်ငယ်ရီရီရွာရီရီရဲ့ဝင်ငွေကိုလည်းတရက်ဒေါ်လာ30လောက်ထိခိုက်စေခဲ့တယ်လို့ National Parks Conservation Association ကခန့်မှန်းထားပါတယ်ရှင်။ဒါပေမဲ့တချို့ပြည်နယ်တွေကတော့ကိုယ်ပိုင်ဆက်တဲ့ကိုအဲ့ဒီအမျိုးသားဥယျာဉ်တွေကိုဆပ်ပွင့်ခဲ့တဲ့စသမျိုးလဲကြားဘူးတယ်လို့ပဲ။ဟုတ်ပါရဲ့ဟုတ်ပါရဲ့။ Utah ပြည်နယ်ကထူးထူးဆီကနာမည်ကြီး Mighty 5ဥယျာဉ်တွေကိုပြည်နယ်အစိုးရရန်ပုံငွေနဲ့ခနာဖွင့်ပေးခဲ့တာမျိုး Arizona က Grand Canyon ကိုဖွင့်ပေးခဲ့တာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ဒါကနေရာတိုင်းတော့လုံနိုင်တာမဟုတ်ဘူးလေအခြားရထွားနိုင်တာတွေကတော့ဥပမာအစိုးရ website တချို့အချက်လက်အသစ်တွေ update မလုပ်နိုင်တော့တာအစိုးရကပုံမှန်ထုတ်ပြန်နေကြစရင်းစရာအစီရင်ခံစားတယ်အထူးသဖြင့်စီးပွားရေးအချက်လက်တွေပေါ့လေအဲ့ဒါတွေထမ်းမလာတော့တာ not federal အစောက်ဦးတချို့ကပြတ်တိုက်တွေပိတ်တာ federal ချင်းငွေ6000မှုရီအချိန်ပိုကြာသွားတာနှုံနေတာမျိုးတွေဖြစ်တတ်ပါလေရှင်อืมလေချောင်းခီးသွားလာရေဘက်ကိုတစ်ချက်ကြည့်ကြည့်အောင် လေကြောင်းထင်းထင်းရေးဝန်ထမ်းတွေ ATC တွေနဲ့လေးစိတ်လုံးုံရေးဝန်ထမ်းတွေ TSC တွေက essential ဆိုတော့ခီးသွားတာတော့အဆင်ပြေနိုင်မယ်ထင်တာပဲအဲ့လိုတော့ဟုတ်ရဲ့လားဟမ် theory ရကြည့်ရနော်သူတို့ကမရှိမဖြစ်ဝန်ထမ်းတွေဆိုတော့အလုပ်ဆက်လုပ်ရမှာပေါ့လीဒါမှန်ပြဿနာကသူတို့လည်းလဆာမရပဲအလုပ်လုပ်ကြရတာဆိုတော့ရဆိုင်တို့ကရကြလာတာနဲ့အမြဝန်ထမ်းတွေစိတ်တက်ကြတာအလုပ်မစင်းနိုင်တာ နေမကောင်းလို့ခွင့်ယူတာမျိုးတွေများလာနိုင်တယ်။ဟုတ်ကဲ့။အဲ့ဒီအခါမှာဝင်ထမ်းအင်အားမလုံလောက်တာတွေဖြစ်လာနိုင်တယ်။ ADC တမကကလည်းအဲ့ဒါကိုစူးရင်ကြောက်ထုတ်ပြောထားလေ။ ADC တွေကိုအထောက်အကူပြုပေးနေတဲ့တခြားဝင်ထမ်းတွေအလုံးနာလိုက်ရရင် ADC တွေရဲ့လုပ်ငန်းခွင်စွမ်းဆောင်ယူကိုထိခိုက်စေနိုင်တယ်။သူတို့အာယုံဆိုင်ရမယ့်အလို့အပေါ်မှာစိတ်နှောက်ရက်တွေပိုများလာစေနိုင်တယ်ဆိုပြီးပြောထားပါတယ်။ significantly add to the distractions our members must manage on the job every day အရင်ကအဲ့လိုမျိုးဖြစ်ခဲ့ဘူးလားဖြစ်ခဲ့ဘူးပါတယ် 2019ခုနှစ်ရက်ဆိုင်မှုနောက်ဆုံးပိုင်းလောက်မှာဆိုရင် ADC ဝန်ထမ်းကျော်တော်များများ အလွန်မစင်းနိုင်တော့လို့နယူးယောက်ကလကွာဒီယာ၄စိတ်ကိုခဏပိတ်လိုက်ရတယ်။တခြားအဓိက၄စိတ်ကြီးဒီမှာလေလေရင်ဒီအကြီးကျယ်နောက်ကြကုန်တာ။တကယ်တော့အဲ့ဒီလေကြောင်းပြဿနာကပဲရက်ဆိုင်မှုကိုအ мян ဆုံးအဆုံးတက်ကိုတွန်းအားပေးလိုက်တဲ့အဓိကအကြောင်းရင်းတစ်ခု ဖြစ်သွားခဲ့တယ်လို့တောင်ထုံးသက်ကြပါရရှင်။ဟုတ်ဒါဆိုရင်တော့ခီးတော်ပုတ်စီစဉ်ထားတဲ့သူတွေအတွက်ကတော့ တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်နိုင်တဲ့အခြေအနေပဲအစိုးရဝန်ထမ်းလေးကြောင်းကိုပြန်ထွက်ရအောင်သူတို့အပေါ်မှာတော့ဒီရဆိုင်မှုတွေတက်ရောက်မှုကဘလောက်ထိကြီးကြီးမားမားရှိနိုင်မလဲခင်ဗျဒီတဲ့ဝန်ထမ်းတွေဟာလာစာမရပဲအိမ်မှာအလုပ်နိုင်ရနေရတာ follow လုပ်ခံရတာပေါ့လေအဲ့ဒီ bipartisan policy center ရဲ့ sovereign ခမ်းမန်းချေရဆိုရင်ဝန်ထမ်း၉တင်းနီပါလောက်အလုပ်နိုင်ရနိုင်ကြီးရှိခဲ့တယ် နောက်ထပ်အသက်တန်ဆက်တန်လဲတန်လောက်ကတော့ essential fee တတ်မှတ်ခံရပြီးလဆာမရပဲအလုပ်ဆက်လုပ်ရနိုင်နေ။ဒါပေမဲ့အဲ့ဒီထေကတချို့ခွန်သိန်းခွဲလောက်ကတော့တခြားရန်ပုံငွေရင်းမြစ်တီရှိလို့လဆာဆက်ရနိုင်ချေရှိရလို့တော့ဆိုပါတယ်။อืมကာကွယ်ရေးဝန်ကြီးဌာန DOD တို့တရားစီရင်ရေးကဏ္ဍကတာဝန်ရှိသူတွေကလည်းသူတို့ဝန်ထမ်းတွေကိုစက်တင်ဘာ30နောက်ပိုင်းလစာမရနိုင်တော့ကြောင်းရက်ဆိုင်မှုမပြီးမချင်းနောက်ကြအနိုင်ကြောင်းကြိုတင်အတိပေးတိုင်းလုပ်ခဲ့ရပါတယ်။ တရားစီရင်ကဏ္ဍမှာဆိုရင်အရင်ရက်ဆိုင်မှုတွေတုန်းကထက်တောင်းပိုးပြီးစောစောရံပုံငွေပြတ်တွန်းနိုင်တယ်ဆိုပြီးသတိပေးထားတာမျိုးရှိပါတယ်ရှင်အဲ့ဒီအလုပ်နားလိုက်ရတဲ့ဝန်ထမ်းတွေကတော့ရက်ဆိုင်မှုပြီးသွားရင်သူတို့မရခဲ့တဲ့လစာတွေကိုပြန်ရတယ်မလားခင်ဗျာဟုတ်ပါတယ်ဟုတ်ပါတယ်ဖက်ဒရယ်ဝန်ထမ်းတွေတော့ကတော့ရက်ဆိုင်မှုပြီးသွားရင်ကြွေးကြံလစာကိုအကုန်ပြန်ရဖို့ဥပဒေအရအမခံချက်ရှိပါတယ်ဒါပေမဲ့တခုရှိရကအစိုးရနဲ့အလုပ်တွဲလုပ်နေတဲ့ contractor company တွေမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေအတွက်ကြတော့အဲ့လိုအမခံချက်မရှိပါဘူးရှင်။အော် တို့ရဲ့အလုံရှင်ကုမ္ပဏီတွေကအစိုးရစီကငွေကြေးရဆိုင်တော့ပြီဆိုရင်အဲ့ဒီ contractor ဝန်ထမ်းတွေကိုခက်တအလုံဖြုံလိုက်တာမျိုးလစာမဲ့ခွင့်ပေးလိုက်တာမျိုးလုပ်နိုင်ပါတယ်။တို့ကတော့ရဆိုင်မှုပြီးသွားရင်တော့မရလိုက်တဲ့လစာပြန်ရချင်မှရမှာပါ။ဆိုတော့ဒီရဆိုင်မှုရဲ့တန်ကိုတိုက်ရိုက်မဟုတ်ပဲတွဲဝိုက်ခင်ရတဲ့လူတွေလည်းအများကြီးရှိနေပါတယ်ရှင်။ဟုတ်ကဲ့။နောက်တစ်ခုလူတွေစိတ်ပူကြတာကစစ်ပြန်တွေ veterans တွေဝန်ဆောင်မှုတွေကိစ္စပါ။အဲ့ဒါကတော့ဘလို့အခြေအနေရှိနိုင်မလဲခင်ဗျာ။ ပြပြရရတာနော် VA ရဲ့ထုတ်ပြန်ထားတဲ့အရေးပေါ်စီမံချက်အရဆိုရင်တော့အဓိကကျတဲ့စေကူတမှုတွေ၊ဈမိုင်းဆောင်ရှောက်မှုတွေ၊အရေးကြီးတဲ့ဝန်ဆောင်မှုတွေ၊ဥပမာကိုကိုကိုတတ်သိမှုကာကွယ်ရေးအစီအစဉ်တွေ၊အင်ယာမဲစစ်ပြန်တွေကိုကူညီတဲ့အစီအစဉ်တွေ၊ Veteran Crisis Line လို့ခေါ်တဲ့အရေးပေါ်ဖုန်းလိုင်းတွေ၊ပြုစုဆောင်ရှောက်သူတွေကိုအထောက်ပံ့ပေးတဲ့အစီအစဉ်တွေပါတော့မပြတ်တော့ပဲဆက်ရှိနေမယ်လို့ဆိုပါရရှင်။ပညာရေးမတန်ဆွမ်းထမှုပင်စင်ခန်းစား권တွေရှောက်ထားတာပေးချေတာတွေ၊ချင်းငွေရမခန့်အစီအစဉ်တွေလည်းဆက်ပြီးလည်ပတ်နေမယ်။ တင်ချိုင်းမြေမှာကူးထွန်းခြင်းကိစ္စတွေကိုလည်းဆက်လုပ်ပေးသွားမယ်လို့ပြောထားပါဗျ။อืมဒါတွေကတော့ဆက်ရှိနေမယ့်ဟာတွေပေါ့။ရက်သွားနိုင်တဲ့ VA ဝန်ဆောင်မှုတွေလည်းရှိသေးတယ်လို့ကြားတယ်နော်။ဟုတ်ကဲ့ရှိပါတယ်။ ဥပမာ GI Bill လို့ခေါ်တဲ့စစ်ပြန်တီးရဲ့ပညာသင်စုအကူအညီနဲ့ပတ်သက်ပြီးမေးမြန်းနိုင်တဲ့ဖုန်း hotline ဝေဆောင်မှုမျိုးစစ်ဘက်ကနေအရက်ဘက်ဘဝကိုပြန်ကူးပြောင်းဖို့အကူအညီပေးတဲ့အစီအစဉ်တချို့နောက်ပြီးတော့တင်ချိုင်းမြေတွေမှာအုတ်ကူပေါ်ဆိုင်းဖို့အပိသက်တက်စင်လာတော့တင်ချိုင်းမြေထိန်းသိမ်းရေးလုပ်ငန်းတွေလိုမြို့တွေကတော့ရက်ဆိုင်မှုကာလာအတွင်းမှာရက်တန့်သွားနိုင်မှာလေရှင့်ကောင်းပါပြီအခုကျွန်တော်တို့ လူပုဂ္ဂိုလ်တွေဝန်ဆောင်မှုတွေအပေါ်မှာဘလို့တည်ရောက်မှုတွေရှိနိုင်လဲဆိုတာကိုတော်တော်လေးဆွေးနွေးခဲ့ပြီးပြီဆိုတော့ပို့ပြီးကြေပြန့်တဲ့အညွန့်နဲ့ကြည့်အောင်နိုင်နိုင်ရဲ့စီးပွားရေးအပေါ်မှာတော့ဘလို့တည်ရောက်မှု economic impact ရှိနေမလဲခဏဒါကတကယ်ပဲနိုင်ငံရဲ့စီးပွားရေးကိုထိခိုက်စေနိုင်သလားတကယ်ကိုထိခိုက်စေနိုင်ပါတယ်ရှင်အဓိကအဖြစ်တော့လမ်းနှစ်သွယ်နေနေလာတယ်လို့ပြောလို့ရမယ်ပထမတစ်ခုက အစိုးရရဲ့အသုံးစရိတ်ကိုတန်းကနှောင်နေသွားလိုက်ရက်တန့်သွားတာကြောင့်စီးပွားရေးတဲ့ကိုငွေစည်းစင်းမှုညော့နေသွားတာပေါ့ဒုတိယလမ်းကြောင်းကတော့ခုနပြောခဲ့သလိုလာစာမရတော့တဲ့ Federal ဝန်ထမ်းတွေရော Contractor ဝန်ထမ်းတွေရောကသူတို့ရဲ့နေစဉ်သုံးဆွဲမှုတွေကို short ချလိုက်တာကြောင့်ဖြစ်ပါတယ်။ Okay. ကွန်ကရစ်ရဲ့ budget ရုံ CBO ဆိုတာအစိုးရရဲ့ဖက်မလိုက်တဲ့စီးပွားရေးသုံးသပ်ချက်တွေလုပ်တဲ့အဖွဲ့အစည်းပါ။သူတို့ရဲ့ခမန်းချက်ရဆိုရင်2018-2019ခုနှစ်တုန်းက ငါးပတ်ကြာမြင့်ခဲ့တဲ့ရက်ဆိုင်မှုကြောင့်အမေရိကန်စီးပွားရေးကနေစုစုပေါင်းဒေါ်လာ3ဘီလီယံဖိုးလောက်ပြန်မရနိုင်တော့တဲ့စီးပွားရေးတိုးတက်မှုဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတချို့ရဲ့ဆုံးရှုံးမှုတွေကပေရိုမှာပြန်ကားမီမှာမဟုတ်ဘူးလို့လည်းပြောထားတယ်။အဲ့ဒီတုန်းက IRS လုပ်ငန်းဆောင်တာတွေရောကျသွားလို့အခွန်ဝိငွေဒေါ်လာ4ဘီလီယံလောက်ရောလဲသွားနိုင်တယ်။အများစုကနောက်ပိုင်းပြန်ရမှာမဟုတ်ဘူးလို့လည်းခန့်မှန်းခဲ့ပါတယ်ရှင်။ဒေါ်လာ3ဘီလီယံစာတူတော့မဲပဲမှာလာပဲ။တခြားနောက်ဆက်သွယ်တရမှုတွေကတော့ပါရရှိနိုင်တယ်လေ။ နောက်တစ်ခုအရေးကြီးတဲ့တယောက်မှုကတော့နိုင်ငံရဲ့စီးပွားရေးအခြေအနေကိုတိုင်းတာဖို့ခက်ခဲသွားတာပါပဲ။အလို့သမားကဏ္ဍကဘီရို BLS လို့ခွိုင်းစည်းတွေကလက်ဆင့်ထုတ်ပြန်နေကြအလောက်ကင်ချီနေအစည်းအဝေးခန်းစာငွေကြေးဖုံးဖွှတ်မှုနှုန်းစတဲ့အရေးကြီးတဲ့စီးပွားရေးအချက်လက်အစည်းအဝေးခန်းစာတွေကိုရက်ဆိုင်မှုကာလအတွင်းမှာထုတ်ပြန်နိုင်တော့မှာမဟုတ်ဘူးလေ။အော်ဟုတ်တယ်ဗျ။အဲ့ဒီတော့မွာရချမှတ်ချက်သူတွေရောစီးပွားရေးလုပ်ငန်းတွေရောယင်းနှမြုံနှံသူတွေရော နိုင်ငံရဲ့စီးပွားရေးဘယ်လိုအခြေအနေရှိနေလဲဆိုတာကိုအတိအကျမသိနိုင်ဘဲနဲ့မှန်စာပြီးဆုံးဖြတ်ချက်တွေချနေရတဲ့အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်ရှင်။ဒါကလည်းတော်တော်လေးစဉ်းစားစရာပဲ။အစိုးရပြင်ပကစီးပွားရေးလောကအပေါ်မှာရော တခြားဘယ်လိုတည်ရောက်မှုတွေရှိသေးလဲ။ Okay US Travel Association လိုမျိုး American ခရီးသွားလုံငန်းအဖွဲ့ချုပ်ကြီးတွေကလည်းအရန်ကိုစိုးရိမ်နေကြတယ်။သူတို့က Congress ခေါင်းဆောင်တွေကိုစာတော်ပို့ပြီးတော့ဒီရက်ဆိုင်မှုကိုရှောင်ရှားဖို့တိုက်တွန်းခဲ့ကြတယ်။ သူတို့ခတ်မှန်းထားတာကဒီလိုရက်ဆိုင်မှုကြောင့်ခုနပြောရဲ့လေရင်ခရီးစဉ်တွေနောင်နေတာ၄၀လုံချုံရေးတန်းစီချင်းဝီကြမြင့်တာလူတွေခရီးစဉ်ဖြတ်သိမ်းတာတွေဖြစ်လာနိုင်ပြီးတော့ American ခရီးသွားလုပ်ငန်းစီးပွားရေးတစ်ခုတည်းကိုပဲတပတ်ကိုဒေါ်လာ1 billion အထိထိခိုက်နစ်နာစေနိုင်တယ်လို့ဆိုပါတယ် costing 1 billion dollars every week တပတ်ကိုဒေါ်လာ1 billion ခရီးသွားလုပ်ငန်းတစ်ခုတည်းကိုနော်ဟုတ်ကဲ့ခရီးသွားလုပ်ငန်းတစ်ခုတည်းကိုပြောတာပါတခြားလုပ်ငန်းကဏ္ဍတွေအပေါ်မှာလည်းတည့်ရမှုတွေရှိရမှာပါ ကောင်းပါပြီ။အင်းနီကျွန်တော်တို့တော်တော်လေးတော့ကြေကြေပြင်းပြင်းဆွေးနွေးဖြစ်ခဲ့ကြတယ်နော်။အစိုးရရဆိုင်တို့ government shutdown ဆိုတာပါလေ။ဘာကြောင့်ဖြစ်ရတဲ့ဘလို့ဝင်ဆောင်မှုတွေရပ်သွားနိုင်တယ်၊ဘယ်ဟာတွေဆက်ရှိနေနိုင်တယ်။အစိုးရဝန်ထမ်းတွေဘလို့အခက်အခဲတွေကြုံတွေ့ရနိုင်တယ်။နောက်ဆုံးနိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးအပေါ်မှာအထိဘလို့ရပ်ခတ်မှုတွေရှိလာနိုင်တယ်ဆိုတာတွေကိုအစုံလင်ဆုံးဖြောင်းချုံငုံတွေလေ့လာခဲ့ကြတာပါ။ဟုတ်ပါတယ်ရှင်။ဒီနေ့ဆွေးနွေးမှုကနေအဓိကစဉ်းစားစရာအဖြစ်ယူသွားစေချင်တဲ့အချက်နှစ်ချက်လောက်ရှိပါတယ်ရှင်။ ပထမအချက်ကတော့ခုနပြောခဲ့တယ်လို့ပဲဒီတစ်ချိန်မှာအစိုးရရဲ့ budget ယုံ OMB ကအမြဲတမ်းအပြောင်းအလဲ permanent change တွေလုပ်နိုင်နေဆိုပြီးအရေးအမြတ်ပေးနေတဲ့ကိစ္စပါအဲ့ဒါဟာတကယ်ပဲအရင်ရက်ဆိုင်မှုတွေတုန်းကလို့ဝန်ထမ်းတွေကိုခိတအလုံးနာခိုင်းနာမျိုးထပ်ပိုးပြီးတော့ပြင်းထန်တဲ့ရေရှည်အကျိုးဆက်တွေရှိလာစေနိုင်မလားဆိုတဲ့မေးခွန်းထုတ်စရာအချက်ဖြစ်နေပါတယ်ရှင်ဒုတိယအချက်ကတော့ဒီလိုအစိုးရရက်ဆိုင်မှုတွေဖွင့်လာခြင်းအဖြစ် အစိုးရရဲ့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေဝန်ဆောင်မှုတွေကိုရပ်တန့်စင်ုံတက်တက်မဟုတ်ပန်နဲ့နိုင်ငံရဲ့စီးပွားရေးအခြေအနေဘလို့ရှိနေတယ်လဲဆိုတာကိုသိနိုင်ဖို့အရေးကြီးတဲ့အချက်အလက်စုဆောင်းမှုလုပ်ငန်းတွေကိုပါဘလို့အဟန့်တားဖြစ်စေတယ်လဲဘလို့အကျိုးသက်ရောက်မှုရှိတယ်လဲဆိုတာကိုလည်းဆက်ပြီးတော့စဉ်းစားကြည့်ဖို့လိုအပ်ကြောင်းပါပဲရှင်တကယ်ကိုဆက်ပြီးစဉ်းစားစရာအချက်တွေပါပဲခင်ဗျာကောင်းပါပြီဒီနေ့ဆွေးနွေးမှုတော့ချိန်ပေးပြီးနားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ချိန်မှာလည်း အခုလိုပဲစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လည်ဆုံတွေ့ကြပါအောင်မခင်ဗျာ